ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7နဲ့အငယ်1ကနေနှစ်မဿဲခန်းကြီး26အငယ်6မာကုခန်းကြီး14အငယ်3ဒီ3ချက်ကိုဖတ်လိုက်တဲ့အခါမှာနားလည်လိမ့်မယ်ဘာတူလဲဆိုတော့ကျွန်တော်တို့ရှင်ယောဟန်ခန်းကြီး7နဲ့အငယ်1နှစ်ကိုအရင်ဖတ်မယ်နော်ပတ္တခါပွဲခံချိန်6ရက်လိုတော့အခါအထက်ကတေလွန်၍တေချင်းမှထားမြောက်စီတော်မူတော့လာဇရုနေရာရဲ့ဘေတနိယွာတို့ယေရှုတည်ရောက်တော်မူ၏ထိုကြောင့်ထိုသူတို့တွင်ပွဲလုံးကြသဖြင့် မာတာဒီလှုပ်ကြွေးမှုကိုဆောင်၍လာဇရုကြီးကိုရုံနဲ့အတူလျောင်းတော်သူတို့အဝင်ဖြစ်၏ဒီနေရာမှာတတိပြုစေချင်တာကထိုသူတို့ဒီပွဲလှုပ်ကြသဖြင့်โอเคပွဲလှုပ်ကြသဖြင့်ဆိုတဲ့ဟာကိုနားလေစေချင်တယ်ဘသူကပွဲလှုပ်တယ်လဲဆိုတာမတ်တဲခန်းကြီး26ငွေ6ကိုတော့ဖတ်ရမယ်မတ်တဲခန်းကြီး26ငွေ6မှာဘလို့ရေးထားလဲဆိုတော့ဘေတနိရွာတွင်တဲ့ရှီမုံအမိရှိတော်လူနိုဤအိမ်၌ယေရှုရှိတော်မူသည်ဖြစ်၍တဲ့ โอเคဘေတနီယွာဆိုတဲ့နေရာမှာဘု து အိမ်လဲရှီမုံအမီရှိတဲ့လူနူနူနာဆွဲတဲ့အိမ်နူနာဆွဲတဲ့အိမ်ဆိုတော့နူနာဆွဲနေတဲ့သူမဟုတ်တော့ဘာဘာကြောင့်အဲ့လိုပြောလို့ရလဲဆိုတော့နူနာရှိနေတဲ့သူတယောက်ကလူတွေကိုခေါ်မှပွဲလို့လို့မရဘူးလူတွေနဲ့အတူတူနေလို့မရဘူးမြို့ထဲမှာကိုနေလို့မရတာဆိုတော့ဒီနေရာမှာဘာတစ်ချက်ကိုပြောနိုင်တယ်လဲဆိုတော့နဂိုကနူနာဆွဲတဲ့သူယေရှုရဲ့ကုသပေးမှုကြောင့်တက်တာလာလို့သူ့ရဲ့အိမ်မှာ ပွဲလို့မှယေရှုကိုဂျေဇူးတင်တာအဲ့ဒါဘာလို့လဲရှီမုန်ရှီမုန်ပေတရုတော့မဟုတ်ဘူးနော်တပည့်တော်ရှီမုန်မဟုတ်ဘူးတီးတန့်ရှီမုန်တမန်တိတ်ကျမ်းမှာရှီမုန်ဆိုတဲ့နာမည်တွေအများကြီးများတယ်ဒီနေရာမှာပြောချင်တဲ့ရှီမုန်ကနူနာဆွဲဘူးတဲ့ရှီမုန်ကိုပြောတာဖြစ်တယ်အဲ့တော့မာမာကုခန်းကြီး14ငယ်3နဲ့မတ်တဲ6ငယ်6မှာလည်းဒီတိုင်းပဲပြောတယ်နူနာဆွဲတဲ့ရှီမုန်အိမ်မှာတဲ့ပွဲလို့တဲ့အခါမှာယေရှုတို့အိမ်မှာရှိတယ်တဲ့ အဲ့မှာဘယ်သူရှိသေးလဲဆိုတော့လာစရုနဲ့လာစရုရဲ့အမနှစ်ယောက်လည်းရှိတယ်တဲ့ဒီနေရာမှာကျွန်တော်တို့တခုပဲပြောချင်တယ်အဲ့ဒါကတော့ကြီးစုတော့ခံရတဲ့သူကဘယ်သူလဲရှိမုံနူနာဆွဲတဲ့နေရာကနေတက်တာလာတယ်ဟာလေလုယာโอเค तू နူနာဆွဲပြီးမှတက်တာလာတဲ့ခါမှာ तू ဘယ်လိုကြီးစုတုံပြန်လဲသိလားဖះရဲ့ကြီးစုတော့ကိုတဲ့အိမ်မှာကြီးစုတော့ချီမွမ်းပွဲလုပ်ပြီးတော့မှယေရှုနဲ့တပည့်တော်နဲ့ အဲမိတ်ဆွေတွေကိုခေါ်ပြီးတော့မှစုတောင်းကျေးဇူးတော်ချီးမွမ်းတယ်။ဒီလောက်ရက်ကဒီကနေ့တိုင်အောင်ရှိတယ်နော်ဒီကနေ့တိုင်အောင်ရှိတယ်။ကျွန်တော်တို့အသင်းတော်ထဲမှာအသင်းသားတချို့ကတနှစ်တာလုံးမှာဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းတဲ့အနေနဲ့အိမ်မှာသူတို့ဟာသူတို့ချက်ပြုတ်ကြတယ်ဟာသူတို့ချက်ချင်တဲ့ဟာအကောင်းဆုံးတွေချက်ကြတယ်အကောင်းစားတွေချက်ပြီးတော့မှပါဖြစ်လေဘု து ခေါ်လဲဆိုတော့တင်းအုပ်ဆရာအမှုတော်ဆောင်နော်ပြီးလို့ရှိရင်ပါလေဟိုအတင်းတော်တွေကတင်းထောက်တွေအတင်းတော်လူကြီးတွေနောက်ပြီးတော့လူငယ်တွေ ခေါ်နိုင်တဲ့လောက်ကိုသူတို့ခေါ်တယ်သူတို့ရဲ့တတ်နိုင်တဲ့လောက်ပေါ့လေတတ်နိုင်လို့ရှိရင်တော့အတင်းတော်တစ်ခုလုံးခေါ်တာကောင်းတာပေါ့ဒါပေမဲ့တခါတလေတချို့အိမ်ကမတတ်နိုင်တဲ့ခါမှာအမို့တော်ဆောင်တွေကိုပဲခေါ်တယ်ရတယ်အဓိကတော့တင်ခေါ်ဖို့ပဲဆိုတော့တမတမတိကျန်တဲ့ကခုနကျွန်တော်တို့ဖတ်သွားတဲ့ရှီမုံနူနာဆွေးတဲ့ရှီမုံလူမျိုးဒီကနေ့ပိုင်အောင်လှုပ်တဲ့သူရှိတယ်လှုပ်လဲလှုပ်ရမယ်ဘုရားရဲ့ကြီးစုတော့ကျွန်တော်အပေါ်မှာဘလောက်ကြီးမားနေဆိုတဲ့အရာကိုတုံ့ပြန်ဖို့နေပြူဟာတနည်းက အိမ်မှာဂျေဇုတော်ချီးမွမ်းဆုတောင်းလုပ်ခြင်းပဲ။ဗါတယ်လေမိသားစုဂျေဇုတော်ချီးမွမ်းပွဲဆရာတွေကိုခေါ်တယ်။အများကြီးခေါ်ကြရမလို့เนาะတတ်နိုင်လို့ရှိရင်တော့အများကြီးခေါ်တာကောင်းတာပေါ့။ဆုလို့ရတယ်ဆိုရင်မို့တော်ဆောင်တွေကိုခေါ်မယ်။အဲတခြားမို့တော်ဆောင်တွေလည်းခေါ်မယ်။ပြီးလို့ရှိရင်ပါဖြစ်လေအသင်းတော်ကဆရာတွေတချို့ကိုခေါ်မယ်။တောင်ဝရှိတဲ့သူတချို့ကိုခေါ်မယ်။ပြီးရင်အိမ်မှာဂျေဇုတော်ချီးမွမ်းပွဲလုပ်ပြီးတော့မှဧကံကျွေးမှုမယ်။ဒါက အမတန်မင်္ဂလာရှိတဲ့ဂျေဇုတော်ချီးမွမ်းတုံဖခင်ဂျေဇုတော်ကိုတုံပြန်ခြင်းလောက်ရဲ့တမျိုးပဲဒါတမတမတိကျမ်းမှာကျွန်တော်တို့ဒီကနေ့ပြောသွားတဲ့နောက်ဆုံးလူမျိုးတမျိုးတွေကခွန်အားရတဲ့အရာပဲကျွန်တော်တက်တာထဲမှာစဉ်းစားကြည့်ပါအခုတရားတင်အောင်ခံယူနေတဲ့မိသားစုညီကိုမောင်မတွေသင်မိသားစုမှာအဲ့လိုလုပ်ဘူးသလားအဲ့လိုလုပ်ဘူးသလားကိုကိုကိုဆင်ရှင်ကြည့်နော်ကိုရဲ့အိမ်မှာကျေးဇူးတော်ချီးမွမ်းလုပ်ပြီးတော့ကဆရာဆရာမတွေခေါ်ပြီးတော့မှအိမ်မှာပွဲလုပ်မှဧည့်ခံဘူးသလား ိုးပတ်စံတအားချမ်းသာတဲ့သူတွေကတော့ထားပါတော့လှုပ်ဘူးမယ်ပတ်စံတအားဟိုဆင်းရဲတဲ့သူကတော့တိတ်လို့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောမယ်တနေ့မှာတစ်ခါတော့အ ਨੇ ဆုံးလှုပ်ရမယ်ဂျေဆုတော့ချီးမွမ်းတဲ့အိမ်ထောင်ဂျေဆုတော့ချီးမွမ်းခြင်းပေါ့ဘာလို့မှမခေါ်နိုင်တော့မှကိုယ့်ရဲ့အသင်းတော်ကတင်းအုပ်ဆရာတချို့ကိုခေါ်ပြီးတော့မှလှုပ်ရမယ်မလှုပ်လို့မရဘူးเนาะ တို့သမင်းလေးတနက်လေးခေါ်ကြွေးပေါ့ကျွန်တော်ပြောမယ်တနက်လုံးမှာတော့ဒီဟာလေးတော့လှုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘုရားသခင်ကတင့်ကိုအဲ့လိုအငက်ထားမှာမဟုတ်တအားဆင်းရဲတယ်ဆိုပေမဲ့လေဘုရားသခင်ကတော့တင့်ကိုလုံလောက်စွာပေးထားမှာပဲဟာလေလုယာငွေကြီးချမ်းသာတဲ့သူကတော့ခဏခဏလှုပ်ပါလို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဟုတ်ပြီနော်ခဏခဏလှုပ်ပါဆရာဆရာမတွေခေါ်မဆုတောင်းပါโอเคဒါအရေးကြီးတယ်ဒါဒီဂျေစုတော်ကိုတုံ့ပြန်ခြင်းတစ်ခုပဲမလှုပ်သေးဘူးဆိုရင်အမြန်လှုပ်ပါနော်ဆိုတော့ဒီကနေ့မနက်ဒီမှာပဲရက်နာခြင်းတယ် ခွာရမယ်လို့မျှော်လင့်နေတော့တန်ရှင်တော်ဝိညာဉ်တော်ခွာပေးပါစေတကယ်လို့နားမလဲဘူးမိမန်းရာရှိတယ်တို့မို့ဆုတောင်းပေးစေဆုတောင်းပေးစေခြင်းနဲ့ဆရာကြီးဆိုမှပြောခြင်းနဲ့သူရှိတယ်ဆိုရင်ဆရာတို့ကိုတီးတက်လာပြီးမှအကောက်အိုက်မှပြောလို့ရတယ်ဒီကနေ့မနက်နောက်ဘက်တော်တော့ဒီမှာပဲရနာခွင့်ပြုပါနားစင်ခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖရာသခင်တာ၍ကောင်းချီးပေးပါစေတော့အာမင်